Ben? No. What time is it, Ben? No, Johnny. Say it! I don't wanna! Say it! Stone X မှာကျသူပါတယ် Fantastic Four နောက်ဆုံးထွက်ခဲ့တဲ့ brand new trailer မှာမြင်ခဲ့ကြမယ်သတင်းရဲ့မုတ်စိတ်ကြီးကိုပြိတဲ့အများစုကစိတ်ဝင်စားနေကြမှာအမှန်ပါပဲအခုဗီဒီယိုမှာတော့သတင်းမှာ မုတ်စိတ်ပောက်ခွဲမှုတဲ့ comic အစအစုံနဲ့အတူသတင်းကဘယ်နှခုနှစ်အထိဘလောက်အထိအသက်ရှည်နိုင်လဲဆိုရဲ့အဖြေကိုပြောပြပေးသွားမှာဖြစ်ပါတယ် I am vengeance. I am the night. I am Batman. Okay the thing ti တနာဖို့ကောင်းလောက်အောင်နှစ်ပေါင်းများစွာ monster ပုံစံနဲ့နေခဲ့အပြီးမှာတော့ Reed Richards ရဲ့သမီးလေး Valeria ကကုသစီတစ်ခုကိုဖော်ဆက်ပေးခဲ့ပါတယ် Ben က Eddie Sey ကိုတောက်လိုက်အပြီးမှာတော့တနစ်ကိုလူသားပုံစံအနေနဲ့တလအထိနေထိုင်ခွင့်ရခဲ့ပါတယ် So the thing ti သူ့ရဲ့ကြောက်တုံးပုံစံကြီးမှာဆိုရင် Immortal ဖြစ်တဲ့မသေးဆုံးနိုင်တဲ့အတူ Tower ရှင်တန်တူဖြစ်ပါတယ် Bad တလတခါသူလူဖြစ်သွားတဲ့အချိန်မှာတော့တလစီအသက်ကြီးလာပြီးတော့အချိန်တန်မှာသေဆုံးမှာလည်းဖြစ်ပါတယ်ဒီတော့ Bandy ဘယ်အချိန်အထိကိုအသက်ရှင်မှာလဲ ည်းဘလောက်အထိအသက်ရှည်သွားမှာလဲဆိုတာကို Reed Richards ကတီးဖို့အတွက်လိုအပ်လာခဲ့ပါတယ် Smartest Man Alive ကဘာညံအကောင်ဆုံးလူသားဆိုတဲ့အထိပ္ပယ်ဒီအကုန်လုံးကိုသိနေရမယ်မိခွန်းနေအကုန်လုံးကိုဖြေနိုင်ရမှာဖြစ်ပါတယ်ဒါဒီ Infinity War မှာ Thanos ပြောခဲ့တဲ့ knowledge ရဲ့ချိန်စာအသိဉာဏ်ရဲ့ချိန်စာပဲလဲဖြစ်ပါတယ်ဒါကြောင့် Ben Grimm တသိန်းဒီဘယ်အချိန်ထိအသက်ရှင်မလဲဆိုတာကိုသိရဖို့အတွက် Reed ကသူ့ရဲ့အဖေ Nathaniel Richards နဲ့အတူ Time Travel စက်ကြီးတစ်ခုပေါ်ကိုတိုက်ရင်နဲ့2012ခုနှစ်ကနေပြီးတော့နှစ်1000အထိ3000နဲ့12ခု ုနှစ်စီကိုခုံကူးလာခဲ့ပါတယ်သူတို့ဒီရောက်တဲ့ကလေပေါ်ပြန်ကားတွေစိုက်ကယ်တွေမိုးမျောနေတဲ့အပြင်မိုးပေါ်ကပါထိုးနေတဲ့တိုက်ကြီးတွေအထိခင်မီတိုးတက်နေပြီဆိုတာကိုမြင်လိုက်ရတယ်အန်ဒီနှစ်တွေအကြာမှာတော့မှ Fantastic 4အဖွဲ့တွေရဲ့ Baxter Building ကြီးတိုက်ကြီးကရှိနေဆဲဖြစ်တယ်ဆိုတာကိုအံဖွဲ့တွေ့လိုက်ရပါတယ်ရုပ်တရက်သူတို့ရဲ့ရှေ့ကတိုက်တစ်ခုမှပောက်ကွဲမှုတစ်ခုဖြစ်သွားပြီးတော့လူဆိုး Scroll တွေကထွက်လာကြတာကိုမြင်လိုက်ရတယ်လူဆိုးတွေကရှိနေဆဲဖြစ်တယ်လို့လူကောင်းတွေကလည်းရှိနေဆဲပါပဲအဲ့ဒီအတိုင်း3000နဲ့12ခုနှစ်က Fantastic 4အဖွဲ့တွေမ ီးကောင်တစ်ကောင် Spider Woman တစ်ယောက်နဲ့အတူ Franklin Richards ရဲ့ဦးဆောင်မှုနဲ့ထွက်လာခဲ့ကြပါတယ်။ဒီကြံခဲ့တဲ့နှစ်တွေမှာ member တွေကပြောင်းပြောင်းသွားခဲ့ကြပေမယ့်မပြောင်းလဲပဲကြံခဲ့တာက Franklin Richards နဲ့ The Thing တို့ပဲဖြစ်တယ်ဆိုပြီးတော့ဆိုလိုက် The Thing က It's Clobbering Time ဂျုံဘူအတွက်အချိန်ပဲဟေးဆိုပြီးတော့ Ohayin Scroll လူဆိုးတွေကိုရိုက်ထုရှင်းပြလိုက်တာကိုမြင်ရပါတယ်။နှစ်တစ်ထောင်ကြာအပြီးမှာတော့ The Thing ဒီမုတ်စိတ်အနေငယ်ပေါက်လာခဲ့ပြီဆိုတာကိုလည်းမြင်ရပါတယ်။ Franklin Richards ကတော့ God Level နီးနီးရှိတဲ့အပြင်ကိုပိုင် Reality ကိုပါဖန်တီးနိုင်တဲ့အတွက်အချိန် ိန်တက်ရောက်မှုမျိုးမရှိဘူးအသက်ကြီးပြီးတော့တည်သွားတာမျိုးမရှိပါဘူးလာကြည့်တဲ့ read ကသူ့ရဲ့သားလေးကိုတငယ်ချင်းဖြစ်သူကစောင်းရှောက်ပေးထားတာအတူတကွပျော်ရှင်စွာပဲနေနေကြတယ်ဆိုတာကိုမြင်ရတဲ့အခါမှာဂျေနက်ပီတီဖြစ်မိပါတယ်ဘတ်ဒီကိုလာခဲ့တဲ့အဓိကရည်ရွယ်ချက်တည်းအဲ့ဒါမဟုတ်ဘူး the thing ကဘယ်အချိန်အထိအသက်ရှင်မလဲဆိုတာကိုသိချင်တာဖြစ်တဲ့အတွက်နောက်ထပ်နှစ်1000 4012ခုနှစ်စီကိုခုန်ကူးလာခဲ့ကြပါတယ်ဒီမှာမြင်ရတာကစာတင်ကြောင်းတစ်ခုကျောင်းပီးရဲ့အတွက်စူပေးခြင်းအခမ်းအနားပွဲတစ်ခုဖြစ်ပါတယ်ဘတ်ကလေးတွေကလူသားတွေပဲဟုတ်မနေတော့ဘူးတို တက်နေတဲ့ခေကြီးမှာဂျူသားတွေအနီအပြအဝအကုန်လုံးကလည်းလူသားတွေနဲ့အတူလူတွေနဲ့အတူကြောင်းတက်နေကြပြီးလူသားကလေးလေးတွေကလည်းအဲ့ဒီအရွယ်နဲ့တင်ကိုပိုင် Iron Man ဆုတွေထွင်ပြပြီးတော့ဝင်နေကြပြီဆိုတာကိုမြင်လိုက်ရပါတယ်။တသိန်းကဒုကောက်တစ်ခုနဲ့အတူအဖိုးကြီးတယောက်ပုံစံမျိုးအနေနဲ့ဆရာတယောက်ပုံစံမျိုးအနေနဲ့ဂျူသားမတယောက်နဲ့စကားပြောပြီးတော့ထွက်လာခဲ့ပါတယ်။ပုံမှန်ဆိုရင် Franklin Richards ပြောရမယ်မိခွန်ကိုသူကတက်ပြီးတော့ပြောခဲ့ပါတယ်။သူပြောတာအရ Franklin ဒီကဘာပေါ်ကထွက်သွားခဲ့ပြီးတော့သူနဲ့ level 10 to god တွေနှစ်ဖျားတွေနဲ့အတူ အလုံးရှုံနေလောက်ပြီဘက်တီကြောင်းကြီးနဲ့ဒီအရာတွေအားလုံးဒီ Reed Richards ဆိုတဲ့ Franklin Richards လေးရဲ့အဖေသာမရှိခဲ့ဘူးဆိုရင်ဖြစ်လာခဲ့မှာမဟုတ်ဘူးသူရဲ့တငယ်ချင်းကသာမရှိခဲ့ဘူးဆိုရင်ဖြစ်လာခဲ့မှာမဟုတ်ဘူး Reed Richards ကသာဒီအရာတွေကိုမြင်ရမယ်ဆိုရင်တိတ်ပြီးတော့ပျော်ရွှင်မှာပဲဆိုပြီးတော့ပြောနေခဲ့ပါတယ်သူဒီအခုကဘာပေါ်မှာရှိနေခဲ့တာနှစ်အတော်ကြာခဲ့ပြီတခုခုကိုအကြံပေးရမယ်ဆိုရင်တော့အားလုံးကို enjoy လုပ်ပါကိုယ်တိုင်ကြိုက်နှစ်သက်ပြီးတော့ခံစားဖြစ်ပါ congratulations လို့အားလုံးကိုပြောရင်းနဲ့အဆုံးသတ်သွားခဲ့ပါတယ်ဒီအထီးလဲ ACB မို့လို့ Reed ကက ကနောက်ထပ်နှစ်1000 9012ခုနှစ်စီကိုထွက်လာခဲ့ကြပါတယ်အခုခေတ်မှာတော့ဘာမှမြန်မြန်ဆဆကြံရှိမနေတော့ဘူးအရင်လိုကားပြန်နေလည်းရှိမနေတော့ဘူးကားကိုစီးဖို့အတွက်လူတွေတောင်မှတိတ်ပြီးတော့မကြံကြတော့ပါဘူးဆွန့်ပစ်နေရကြီးလို့ဖြစ်နေပြီဆိုတာကိုမြင်လိုက်ရပါတယ်အစောအုံတစ်ခုထဲမှာတော့အထီးကျန်နေတဲ့တုံချီချီအဖိုးကြီးပုံစံမျိုးနဲ့တသိန်းတီတယောက်တည်းစကားပြောရင်းနဲ့ကြိုးပြန်နေခဲ့ပါပြီ Franklin လေးကလည်းအခုထိပြန်မလာသေးဘူး Franklin ကပြန်လာရင်ကောင်းမှာပဲဆိုပြီးတော့သူကတွေးနေမိတယ်အရာရာကလည်းအရင်နဲ့မတူတော့ဘူးအရာရာပဲကွာနောက်ဆုံး ငါဟမ်ဘာဂါမစားရတာတော့မှ1500ရှိနေပြီအခုလူတွေစားနေကြတဲ့ချယ်လီလိုမျိုးအစားထိုးအစားအသောက်တွေကလည်းငါနဲ့မကိုက်ပါဘူးကွာဒါပေမဲ့မပြောင်းလဲပဲရှိနေသေးတာနဲ့ငါမှကြံနေသေးတာဆိုလို့မင်းတို့၃ယောက်ရှိနေသေးတာပဲလို့ဆိုရင်ဘန်ဒီသူရဲ့မိတ်ဆွေအဟောင်းကြီးရဲ့ရုပ်ထုကြီးရဲ့ရှိမှနေတိုင်းလာထိုင်ပြီးတော့စကားပြောဖြစ်တယ်ဆိုတာကိုပြသွားခဲ့ပါတယ်အဲနောက်ထပ်နှစ်1000 6000နဲ့12ခုနှစ်အရောက်မှာတော့ကဘာကြီးမှရှိနေတဲ့ပတ်ဝန်းကျင်တွေကဘူစီပေါင်းတွေလိုတောင်ဖြစ်နေကြပြီတော်တော်လေးမတွေးနိုင်လောက်အောင်တိုးတက်သွားခဲ့ပါပြီဘက်တာတွေကို ကြည့်ဖို့အတွက်တသိန်းကတော့ရှိမနေတော့ဘူး coffin ဆိုတဲ့အလောင်းထဲမှာလဲလျောင်းနေခဲ့ပါတယ် goodbye uncle ben နှုတ်ဆက်ပါတယ်ဦးလေးရေဆိုတဲ့ဇကားနဲ့အတူ franklin richards ကတသိန်းရဲ့နတ်ဖူကိုဖွဖွာနမ်းပေးခဲ့ပါတယ်တသိန်းရဲ့အလောင်းကိုမြေမြုပ်တချို့ပေးခဲ့ပါတယ် reed richards ကိုယ်တိုင်လည်းဒီလောက်နှစ်တည်းကြာတာတော့မှသူရဲ့တငယ်ချင်းတေဆုံခြင်းကိုမြင်ရတဲ့အခါမှာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်နောက်အဖြေကိုတီးလိုက်ရပြီသူရဲ့တငယ်ချင်းတသိန်းကဘယ်တော့တေဆုံမလဲဆိုတာကိုသူကတီးလိုက်ရပါပြီပြန်ရောက်တဲ့အခါမှာစိတ်မကောင်းဖြစ်နေသေးတဲ့ reed ကိုအဆင်ပြေရလားဆိုပြီးတော့သူရဲ့ အဖေကမေးလိုက်သေးတယ်။ဘက်ဒရစ်ကတော့ဘာမှမပြောဘဲနဲ့ကြော်ပေးလဲထွက်လာရင်ရေခဲတက်တာစီကိုဦးတည်သွားခဲ့တယ်။ဘီယာနပလင်းကိုထုတ်ပြီးတော့အေခန်ထဲမှာနပန်းကြည့်နေကြတဲ့ဘန်နဲ့ဖရန်ကလင်တို့စီကိုထွက်လာခဲ့ပါတယ်။ရစ်ကဘန်ကိုဘီယာပလင်းလမ်းပေးရင်လည်းဒီညတော့လှုပ်ရှားရှိရာတွေအကုန်ဖြတ်ပြီးတော့ဒီမှာပဲနေဖြစ်လိမ့်မယ်။ဘန်နဲ့အတူနေဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဘန်ကလည်းဘီနာကနေမျက်ဆောင်ထိုးရင်ငါလည်းမင်းကိုတတိယပါတယ်လို့ပြောရင်သူတို့နှစ်ယောက်ဒီဘီယာဒပလင်းကိုစီတောက်ကြရင်နဲ့ကောမစ်ကိုအဆုံးသတ်သွားခဲ့ပါတယ်။ Now we know the thing ဒီနှစ်ပေါင်း6000ကျော်လောက် အထိကိုအသက်ရှင်နိုင်နေဆိုတာကိုသိလိုက်ရတယ်။ Read Net Band တို့ကြာက Best Run အခြေဆုံးတငယ်ချင်းတွေရဲ့ဆက်ဆံရေးကိုလက်လာပပမြင်လိုက်ရလိမ့်မယ်လို့ထင်ပါတယ်။ And as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြာအစွန်းတော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်အထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။